မာရက်စ်နဲ့သာပွဲဖြစ်ခဲ့ရင်သူပဲနိုင်ရလိမ့်မယ်လို့ယုံကြည်တယ်ဆိုရဲဖာဗရီစီယိုအန်ဒရိတ်ပရိသတ်များအားလုံးပဲမင်္ဂလာပါဗျာမန်ချက်စတာဖုတ်ဘောဇော်ဝါရီတင်ဆက်နေပါတယ်ဝမ်ချမ်ပီယံရှစ်ရဲ့ဘန်နဲဝေဒန် MMA ချန်ပီယံဖာဗရီစီယိုအန်ဒရိတ်ရဲ့ထုတ်ပေါ်ပြောဆိုချက်က MMA လောကမှာစကားဝိုင်းဖြစ်စေခဲ့ပါတယ်သူကလူတွေက UFC ရဲ့ချန်ပီယံတွေအကြောင်းကိုပဲပြောနေကြတယ်အမှန်ဆိုရင်ငါအကြောင်းလည်းပြောတင်ပါတယ် UFC မှာထိတ်ဆုံးစီးရင်ဝင်ခဲ့တဲ့ဂျွန်လင်နက်ကောက်တော်မှတတရရနဲ့နှစ်ခါတော်မှအနိုင်ယူပြခဲ့တာငါပါအဲဒါကြောင့်ငါ့ကိုလည်းကဘာထိတ်တန်ဖိုက်တာတယောက်လို့သတ်မှတ်တင်တယ် မာရက်စ်လိုလူတယောက်ကိုအနာယူဖို့ဆိုတာလွယ်ကူတဲ့ကိစ္စတော့မဟုတ်ဘူး။သူကဘန်နဝေတန်ရဲ့ကမ္ဘာအကောင်းဆုံးဖိုက်တာတစ်ယောက်ပဲ။သူနဲ့သာတကယ်ထိုးပစ်ခဲ့မယ်ဆိုရင်ငါပဲအနိုင်ရလိမ့်မယ်။ငါကငါယုံကြည်မှုအပြည့်ရှိတယ်လို့ပြောကြခဲ့ပါရီ။အဲဒီစကားတွေက UFC ဘန်နဝေတန်ချန်ပီယံမာရက်စ်ဒေဗလစ်ဖီရှီကိုအနာယူနိုင်လိမ့်မယ်လို့ယုံကြည်မှုပြသခဲ့ပေမယ့်ပရိသတ်တွေကအန်ထရီရဲ့စကားတွေကိုမဖြစ်နိုင်တာရှောက်ပြောနေတယ်လို့ဝေဖန်ခဲ့ကြပါရီ။လက်ရှိအနေအထားအရမော်ရက်စ်ကအန်ဒရိတ်ထက်အများကြီးတာလုံနေတယ်လို့ပရိသတ်တွေကယူဆကြတာပါ။ အန်ဒရိုက်ကဂျွန်လန်နီကာကိုနှစ်ကြိမ်တိုင်အနိုင်ယူနိုင်ခဲ့တာကိုထောက်ပြပြီးတော့သူ့ကိုလည်းထိတ်တန်းဖိုက်တာတယောက်လိုသတ်မှတ်တင်တယ်လို့ဆိုခဲ့ပါတယ်။မာရက်စကိုနိုင်ယူနိုင်မယ်လို့ယုံကြည်မှုပြသခဲ့တာကသူ့ရဲ့ခွန်အားဖြစ်ဖွယ်စိတ်ဓာတ်ကိုထင်ရှားစေပါတယ်။အန်ဒရိုက်ကမာရက်လိုလူတယောက်ကိုနိုင်ယူနိုင်မှုပလန်ကောင်းကောင်းရှိဖို့လိုတယ်။သူနဲ့သာတကယ်ထိုးပြခဲ့မယ်ဆိုရင်ငါပဲနိုင်ရလိမ့်မယ်လို့ဆိုခဲ့တာကသူ့ရဲ့ယုံကြည်ချက်ကိုပြသတာလည်းဖြစ်နိုင်ပြီးပွဲရှာတာလည်းဖြစ်နိုင်ပါတယ်။အဲဒီပြောဆိုမှုနဲ့ပတ်သက်ပြီးတော့ပရိသတ်တွေကအန်ဒရိုက်ရဲ့စကားတွေကိုမဖြစ်နိုင်တာရှောက်ပြောနေတယ်လို့ဝေဖန်ခဲ့ကြပါတယ်။ မာရက်စ်က UFC ဘန်နဝေတန်းချန်ပီယံဖြစ်လက်ရှိမှာလွမ်းမိုးနေပြီးတော့အန်ဒရိတ်ထက်အများကြီးတာလုံနေတယ်လို့ပရိသတ်တွေကယူဆနေကြတာပါမာရက်ကတော့ UFC ဘန်နဝေတန်းချန်ပီယံဖြစ်2014ခုနှစ်မှာအောင်ပွဲခံနိုင်ခဲ့ပြီးလက်ရှိမှာတော့ချန်ပီယံကပ်ဘက်ကို၄ချိန်ကာကွယ်ထားပါတယ်မာရက်စ်ရဲ့ကစားပုံကခွန်အားကောင်းမွန်မှုနဲ့ဖိအားပေးနိုင်စွမ်းအပြည့်ရှိပါတယ်သူ့ရဲ့နောက်ဆုံးပွဲစဉ်တွေမှာ Corey Sandrehan နဲ့ Pat Bian တို့ကိုအနိုင်ယူနိုင်ခဲ့တာကသူ့ရဲ့လွမ်းမိုးမှုကိုထင်ရှားစေပါတယ် မာရက်စ်က UFC ဘန်နဲဝိတ်တန်ချန်ပီယံဖြစ်ဆွမ်းဆောင်ရည်ကောင်းတွေကိုဇက်လိုက်ပြသနေပြီးတော့အန်ဒရိတ်ထက်ဆွမ်းဆောင်ရည်ရတာလုံးနေတယ်လို့ပရိသတ်တွေကယူဆနေကြပါတယ်။မာရက်စ်ရဲ့နိုင်ပွဲဆက်စံချိန်တွေကသူ့ရဲ့ဆွမ်းဆောင်ရည်ကိုတင်ဟက်စီပါတယ်။အန်ဒရိတ်ကထိုးချိန်မှုပိုင်းမှာပြတ်သားပြီးမြန်ဆန်တဲ့ဖိုင်တာတယောက်ဖြစ်ပါတယ်။သူရဲ့ကစားပုံကမွေတိုင်းနဲ့ကိပောက်စင်ကိုခြေခံထားပြီးတော့တိကျတဲ့ထိုးချိန်မှုတွေနဲ့ပြိုင်ဘက်ကိုမှောက်သွားအောင်လုပ်နိုင်စွမ်းရှိပါတယ်။ဂျွန်လင်နာကလိုခက်ခဲတဲ့ပြိုင်ဘက်ကိုနိုင်ယူနိုင်ခဲ့တာကသူ့ရဲ့ striking စွမ်းရည်ကိုတည်တည်ပြပါတယ်။မာရက်စ်ကနဗန်းပညာမှာအထူးချွန်ပြီးတော့ သူ့ရဲ့ဖိအားပေးနိုင်စွမ်းနဲ့ခန္ဓာကြီးကပြိုင်ဘက်တွေကိုအနာယူနိုင်ဖို့အဓိကလက်နက်ဖြစ်ပါတယ်။သူ့ရဲ့မဆုံးမနစ်တိုက်စစ်ဆင်မှုနဲ့ထိတ်တောင်းစွမ်းကြီးကလည်းပြိုင်ဘက်တွေကိုထိန်းချုပ်စေနိုင်ပါတယ်။အထူးသဖြင့်တော့စတာလင်နဲ့အိုမဲလီတို့ကိုအနာယူခဲ့တာကသူ့ရဲ့ဆွဲဆောင်စွမ်းဆောင်ယူကိုတင်ရှားစေပါတယ်။ပရိသတ်တွေကတော့အန်ဒရိတ်ကိုဘယ်သူမြှောက်ပေးလိုက်ပြန်ပြီလဲမသိဘူးဆိုပြီးတော့တမျိုးမာရက်စ်ကအန်ဒရိတ်ကိုကင်ပေါက်လိုက်ကင်ဆောင်းလိုက်နဲ့အယုတ်လေးလိုလှုပ်ပြသွားလိမ့်မယ်ဆိုပြီးတော့တဖုံပြောဆိုနေကြပါတယ်။ဒီကိုယ်ကရောဘယ်လိုမြင်ကြလိမ့်မြအန်တွေးရဲ့ဇာတ်ရီကလက်ခံနိုင်စရာရှိတယ်လို့ထင်လားပြောပြပေးသွားခဲ့ကြပါဦးမြ ဆုံးနေလိုက်ပါကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်